မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 4ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်အရေးကြီးသတင်းကတော့နေပြည်တော် Ala Leader စခန်းနဲ့စစ်ရုံးချုပ်ကိုကာမီကာစီ drone တွေနဲ့ဝင်ရောက်တိုက်ခတ်ရာစစ်သား၅ဦးသေဆုံးပြီး15ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်10:00ခွဲအချိန်ကနေပြည်တော်စစ်ရုံးချုပ်နဲ့ အေလာလီဒါစခန်းအတွင်းကို drone တွေဝင်ရောက်လာပြီးတော့နေပြည်တော်စီယုံကျုံနဲ့အေလာလီဒါအတွင်းကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။ပောက်ကွဲမှုတွေကြောင့်အေလာလီဒါအတွင်းစစ်သား၂ဦးသေဆုံးခဲ့ပြီးတော့၄ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စီယုံကျုံအတွင်းကြားရောက်ပောက်ကွဲမှုမှာစစ်တီနဲ့အရာရှိ၁၁ဦးဒဏ်ရာရရှိခဲ့ပြီးတော့ခမ်းမဆောင်ရဲ့ခေါင်းမိုးပျက်စီးခဲ့တယ်လို့သိရပါဗျ။အေလာလီဒါစခန်းမှာစစ်သား၂ဦးသေဆုံးတယ်။အရာရှိနဲ့စစ်သား၄ဦးဒဏ်ရာပြင်းထန်ပါတယ်။စီယုံမှာတော့အရာရှိ၃ဦးနဲ့စစ်တီ၈ဦးဒဏ်ရာရပါတယ်လို့ လေတပ်ထဲကဖျဲသီးတဦးကသတင်းပေးပို့ထားကြောင်းသတင်းရရှိပါရယ်ခမောင်းဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်အတွင်းကိုဒရုန်း9စင်းဝင်ရောက်လာကြောင်းကိုစစ်ကောင်စီကဝန်ခံသတင်းထုတ်ပြန်ခဲ့တော်လဲ ်ပြစ်ချနိုင်ခဲ့တယ်ဆိုပြီးတော့လိန်လယ်ပြီးသတင်းထုတ်ပြန်ထားတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်10:00နာရီခွဲအချိန်မှာနေပြည်တော်အတွင်းကို drone တွေဝင်ရောက်လာပြီးတော့နေပြည်တော်စစ်ရုံးချုပ်နဲ့အေလာလေတပ်အတွင်းကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်အခင်းဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်စီကစစ်ဆေးမှုတွေလှုပ်ဆောင်ပြီးတော့နေပြည်တော်လေစိမ့်နဲ့အေလာလေတပ်လေရင်အတက်အစင်းတွေကိုလည်းပိတ်ထားခဲ့တယ်လို့နေပြည်တော်စီရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဒါပေမဲ့စစ်ကောင်စီကသတင်းထုတ်ပြန်ရမှာနေပြည်တော်လေစိမ့်ကို drone လေစိမ့် နေပြည်တော်ဇေယသီရီမြို့နယ်အတွင်းကို drone 3စင်းဝင်ရောက်လာတဲ့အတွက်ကြောင့်ပြစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့လိမ့်လေသတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်ပြစ်ချခဲ့တယ်ဆိုရင်လေလေစိတ်ထဲတောင်ရောက်ပြီးတော့ပောက်ကွဲစရာအကြောင်းမရှိပါဘူးပြေးလန်ထိပ်ပတ်မှာကြောက်ပောက်ကွဲမှုရှိတယ်စီယုံချုပ်ကခမ်းမဆောင်ရဲ့ခေါင်းမိုးထိမှန်ပျက်စီးမှုရှိခဲ့တယ်လို့နေပြည်တော်စစ်ဘက်ဆိုင်ရာသတင်းအကြီးအကဲပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေတီတော်တက်ကုံးမြို့နယ်မြို့မရဲစခန်းကိုဒီကနေ့မနက်ပိုင်းမှာဘုံခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ၄ရက်နေ့မနက်၅နာရီအချိန်ကတက်ကုန်းမြို့မှာရဲစခန်းကိုဘုံခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ဘုံပေါက်ကွဲမှုကြောင့်ရဲစခန်းအတွင်းမှာထိခိုက်ဆုံးရှုံးမှုတွေရှိနိုင်တယ်လို့သိရပါတယ်။မနက်၅နာရီမှာတက်ကုန်းမြို့မှာရဲစခန်းကိုဘုံခွဲပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။ထိခိုက်မှုရှိပါတယ်။အတိအကျတော့မသိရသေးဘူးလို့စစ်တောင်းမျိုးပြပျောက်ကြားတက်ဖွဲ့နေပြည်တော်ကအဖွဲ့ခေါင်းဆောင်ဇင်ယော်ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မိုးမောင်းမြို့နယ်တရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့လွယ်ကျန်မြို့မှာရှိတဲ့စစ်ကောင်စီရုံးများနဲ့ဌာနဆိုင်ရာရုံးတွေအားလုံးကို KIA ကဒီကနေ့မှချိတ်ပိတ်လိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မှစစ်ကောင်စီရုံးများနဲ့ဌာနဆိုင်ရာရုံးများကို KIA တပ်ဖွဲ့ဝင်တွေကလိုက်လံချိတ်ပိတ်နေပြီးတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ဝါဆိုင်နေအလံများကိုလည်းဖြုတ်ချလိုက်ပြီလို့သိရပါဗျ။မြို့ထဲမှာလည်း uniform ဝတ် KIA တပ်ဖွဲ့ဝင်တွေကတပ်ဆွဲထားတယ်လို့သိရှိရပါဗျ။လွယ်ကျယ်မြို့မှာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကောင်စီတပ်စခန်းတစ်ခုရှိတော့လေတရုတ်ရဲ့ဖိအားပေးမှုကြောင့်ပြစ်ခတ်မှုလုံဆောင်ခြင်းမပြုဘဲ KIA တပ်များကဝိုင်းထားတယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကတပ်နဲ့ရဲများဝန်ထမ်းများဟာလည်း ယူနီဖောင်းတောင်မဝစ်တော့ဘဲနဲ့အရက်ဝတ်များနဲ့သာနေထိုင်နေကြပြီးတော့လက်နက်ကိုင်းဆောင်ခြင်းကိုလည်းမတွေ့ရဘူးလို့မြို့ကံများနဲ့ KIA ရဲ့သတင်းအရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်အနောက်ပိုင်းချောင်းကူပင်မဓာအခွဲလျှက်စစ်ရုံးနဲ့စစ်တပ်ကင်းမုံတွေကို rocket drone တွေနဲ့ပုံကျဲတိုက်ခိုက်ရာကပါစာ24စက်ရုံလုပ်ငန်းလဲပတ်မှုရပ်ဆိုင်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ AP လ၄ရက်နေ့မနက်9:00အချိန်ကန်းက ပေါင်းမြို့နယ်အနောက်ပိုင်းချောင်းကူးပင်မဓာအခွဲလျက်စစ်ရုံးနယ်ကင်းမုံယူထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို drone ၄စီးနဲ့ 3kg ဘုံဒီ6လုံး1.8 kg ဘုံဒီ2လုံး 800g ဘုံဒီ6လုံး 900g ဘုံဒီ24လုံးနဲ့ rocket 15လုံးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်ကောင်စီတွေရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုစက်ရုံကပ္ပစ24အတွင်းလုပ်ငန်းလေပတ်မှုတွေရပ်တန့်သွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီချောင်းကူးပင်မဓာအခွဲလျက်စစ်ရုံးကိုမြိုင်ပကဖနဲ့ ောက်ပကဖတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာပေါင်းမြို့နယ်စူးပုတ်ခုံရွာနဲ့တရက်တော့ရွာတို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီးတွေကချောင်းကူးကျေးရွာကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခဲ့ရာပြည်သူတွေနေအိမ်ပေါ်ကိုကြားရောက်ပောက်ကွဲခဲ့ပြီးတော့ပြည်သူတအူးသေးဆုံးကနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မိုးပြဲနဲ့ဖားဆောင်မြို့တွေမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီကလေရင်ပစ်ကူများစွာကိုအုံပြုပြီးတော့တိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရှမ်းပြည်နယ်တောင်ပိုင်းမိုးပြဲမြို့မှာစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်းအမှတ်၄နှစ်နဲ့ခြေမြန်တရင်ခမရ၄နှစ်နဲ့ကိုတော်လိုင်းအင်အားစုတွေကအေပီလ၃ရက်နေ့မှာထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲကရင်ပြည်နယ်ဖားဆောင်မြို့တွင်မှာလည်းဒီကနေ့မနက်ပိုင်းကစပြီးတော့နှစ်ဖက်ထိပ်တွေ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။စေကောင်စီဘက်ကတိုက်လေရင်တွေအပြင်112လိုမျိုးဘုံကျဲတဲ့လေရင်တွေပါတုံးနေတာအဓိကကတော့ရှမ်းတောင်ဘက်ချမ်းပေါ့မြေပြင်စီရေးရလက်ကိုတော့မသိရသေးဘူးလို့ KNDC သတင်းရင်းမြစ်ကပြောကြားထားပါတယ် ကင်းဒီပြည်နယ်မှာရှိတဲ့မဲဆက်ဒီမော့ဆိုရွာတက်ရှားတော့နဲ့မော်ချီမိုးပြဲဖဲကုံစတဲ့မြို့ခုနှစ်မြို့ကိုတော်လိုင်းတပ်ဖွဲ့တွေကထိမ့်ချုပ်ထားကြောင်းကိုလည်း KNDF ကမက်လာနောက်ဆုံးပတ်မှာထုတ်ပြန်ထားတယ်လို့သိရပါဗျ။အလားတူပဲတင်လေးလုံးစစ်စင်ရေးစတင်ခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့ကနေစတင်ပြီးတော့မက်လာလေအထိလွိုက်ကောဒီမော့ဆိုဖားဆောင်ဖရူဆို ဘောလခဲဖဲကုံမဲဆဲနဲ့ရှားတော်မျိုးတွေမှာရှိတဲ့စစ်ကောင်စီတပ်စခန်းစခန်းကုန်65ခုကိုသိမ်းပိုက်ထားတယ်လို့အသိပေးထားပါတယ်ထုတ်ပြန်ထားတဲ့အတိုင်းမျိုးတွေကတော့စုံမိုးထားနိုင်တဲ့အနေထားမှာရှိတယ်တချို့နေရာတွေကတော့စစ်ကောင်စီကသူ့ရဲ့တရင်စခန်းနေထဲမှာပဲနေနေရပြီးတော့အပြင်ကိုမထွက်နိုင်တဲ့အခြေအနေမျိုးမှာရှိပါတယ်နယ်မြေစုံမိုးမှုအနေနဲ့ပြောရမယ်ဆိုရင်ကရင်ပြည်နယ်တပည်နယ်လုံးနီးပါးကိုစုံမိုးထားပြီးပြီစစ်ကောင်စီကသူ့ရဲ့တရင်စခန်းထဲမှာပဲကျန်တော့တယ်ကျွန်တော်တို့ကတရင်စခန်းရဲ့အပြင်ဘက်မှာရှိနေတယ်လို့ KNDF ဒုစစ်ဦးစီးချုပ်မာဝီကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့ကော့ဂရိတ်မြို့ပေါ်မှာရှိတဲ့အလကားနှစ်တောင်ပေါ်ရက်စာတင်ကျောင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုစနိုက်ပါနဲ့ပြစ်ခတ်တိုက်ခတ်ရာစစ်သား၄ဦးထက်မနည်းသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ3ရက်နေ့မွန်လွဲ7နာရီကနေပြီးတော့ညနေ9နာရီအထိကော့ကရိတ်မြို့ပေါ်မှာရှိတဲ့အလာကာနှင့်တောင်ပေါ်ရက်စာတင်ကျောင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်များကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF လက်အောက်ခံကြားဖြူစစ်ကြောင်းစနိုက်ပါတပ်ဖွဲ့ကဝင်ရောက်ပစ်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးထက်မနည်းသေးဆုံးပြီးတော့အများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စနိုက်ပါတပ်ဖွဲ့ကလှုပ်ရှားခဲ့တာပါစစ်တပ်ဘက်ကပြည်သူတွေရဲ့နေအိမ်တွေပေါ်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိခဲ့ပါတယ်လို့ကြားဖြူစစ်ကြောင်းကတာဝန်ရှိသူတူကသတင်းပေးပို့လာပါတယ်။ ကော့ကရိတ်မြို့တိုက်ပွဲဟာလေးလကျော်ကြာမြင့်လာပြီဖြစ်ပြီးတော့ KNLA PDF ပူးပေါင်းတပ်ဖွဲ့တွေကကော့ကရိတ်မြို့ကို80ရာခိုင်နှုန်းခန့်ထိန်းချုပ်ထားပြီးတော့မြို့ရဲ့ထွက်ပေါက်တွေအားလုံးကိုလည်းပိတ်ဆို့ထားပြီဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ကော့ကရိတ်မြို့ကိုအလုံးစုံတိမ့်ပိုက်ရယူနိုင်မှုအတွက်မိဘပြည်သူတွေအနေနဲ့တတ်နိုင်သမျှဝိုင်းဝန်းကူညီပေးကြပါရန်နဲ့တော်လိုင်းရဲ့တပ်ဖွဲ့များရဲ့တားမြစ်ထားတဲ့နေရာတွေကိုဖျက်ဆီးသွားလာခြင်းတွေမပြုကြဖို့ကိုမေတ္တာရက်ခံတိုက်တွန်းထားတယ်လို့သိရပါတယ်။ဒီကနေ့မှလည်းတော်လိုင်းရဲ့တပ်များကစစ်ကောင်စီရဲ့ကော့ကရိတ်အခြေစိုက်ခလာရ69ကို တိုက်ခိုက်တဲ့အခါမှာခလာရ60ခွန်ကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ကော့ကရိတ်မျိုးတွင်ပြည်သူတွေရဲ့နေအိမ်မော်ကိုမီးလောင်ပြာကျမှုတွေကြုံတွေ့နေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မင်းများမြို့နယ်အမှတ်9တန်းမြင့်လေးကျင်ရေးတင်တန်းကျောင်းကနေထွက်ပြေးလာတဲ့ရဲတပ်ကြက်ကြီးတအူးကိုចောင်းသားလက်ယုံတက်တော် SAF ကအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မက်လာအတွင်းမှာမင်းများမျိုးနယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အမှတ်9တက်မတော်တန်းမြင့်လေးကျင်းရေးတန်းတန်းချောင်းကိုရခိုင်တပ်တော် AA ကတိုက်ခိုက်သိမ်းပိုက်မှုအတွင်းမှာထွက်ပြေးလာတဲ့ရဲတပ်ချက်ကြီးမျိုးစော်ကိုကျောင်းသားလက်ရုံးတပ်တော် SAF ကမကွေးတိုင်းနဲ့ရခိုင်ပြည်နယ်နယ်စပ်တနေရာမှာအရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျာ။ ဖမ်းဆီးရမိခဲ့တဲ့ရဲတပ်ကြီးမျိုးစော်ဟာစစ်တွေမျိုးရဲတပ်ရင်း36ကပြတ်ပြီးတော့တိုင်းဘဟုကိုးမှာအချက်ကြီးတင်တန်းတက်ရောက်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ကျောင်းသားလက်ယုံတက်တော်အနေနဲ့ဖမ်းဆီးရမိခဲ့တဲ့ရန်သူတုံ့ပန်းကို Geneva Convention ပါအချက်လက်တွေနဲ့အညီစနစ်တကျထိန်းသိမ်းခဲ့ပြီးတော့တော်လိုင်းရေးမဟာမိတ်တွေဖြစ်တဲ့ရခိုင်တက်တော်စီကိုစနစ်တကျအနှံ့ခဲ့ပါတယ်ဆက်လက်အေးအေးယူမှုအပိုင်းအနေနဲ့ကတော့ရခိုင်တက်တော်ကဆက်လက်ပြီးတော့တာဝန်ယူလှုပ်ဆောင်သွားမှာပါလို့ကျောင်းသားလက်ယုံတက်တော် SAF ကတာဝန်ရှိသူတူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။